မိဘကျေးဇူးအကျေဆန်းဒီပြန်နဲ့ပေးတဲ့များမိဘကျေးဇူးအကျေဆန်းဒီပြထားရလားမိဘကျေးဇူးအကျေဆန်းဒီပြထားလားပြပါတယ်ပြတဲ့ဆင်တော့ဟောပြမလို့တော့ဘူးဟုတ်လားဣဒံမေပုံညာနိဗ္ဗာန်တပစ္စည်းကိုဟောတူရေးသက်ချုံမရှိတော့တယ်ဒီနေ့ကျင်းပတဲ့တရားပွဲကခေါင်းစည်းတက်ထားတာကိုက ိဗ္ဗာန်ထိမှန်နိဗ္ဗာန်ကျေးဇူးဆက်ထေရဝါဒအထူးတရားဝတ်လို့တတ်ထားတာဟုတရားပွဲရဲ့ခေါင်းစဉ်ကိုနာမည်တည်းနဲ့တတ်ထားပြီးတာတတိယမဆန်ဘောင်းခတ်ထားပြီးတာဆိုတော့ဟောတဲ့တရားကလည်းဘောင်းခတ်ထားတဲ့တရားပဲဟောရတော့မှာပေါ့နော်နိဗ္ဗာန်ကျေးဇူးကြောင့်မဟုတ်ဘဲနဲ့တရားတရားဟောလို့မရဘူးလားရလည်းမဟောတော့ဘူးနော်အဲ့ဒါနာမည်ကဦးဇင်းတို့ ဒီလိုမိဘနဲ့ချင်းမှအနေနဲ့ကျင်းပတဲ့တရားပွဲမှာမနစ်ကဟောခဲ့မှုနဲ့ဆိုရင်တော့လေတခြားအကြောင်းပဲဟောမှာပေါ့နံပါတ်၄မိဘကျေးဇူးနဲ့ပတ်သက်တဲ့တရားတော်ကြီးလောက်တန်ဒီဆက်တော်ကြီးဆိုတာကတော့အများကြီးရှိတာပါပဲဒီလိုကျေးဇူးနဲ့ပတ်သက်တဲ့ဆက်တော်ကြီးတစ်နှစ်တစ်ခုတစ်နှစ်တစ်ခုဟောရင်ကိုပဲအများကြီးဟောလို့ရတာပေါ့ဒါပေမဲ့မိဘကျေးဇူးနဲ့ပတ်သက်တဲ့တရားကတော့နောက်တော့နောက်တစ်ချိန်ချင်းတော့ ဒီဘကျေးဇူးနဲ့ပတ်သက်တဲ့တရားနောက်တစ်ချိန်ချင်းမှတော့ဟောဖို့တော့ရည်ရွယ်ချက်ရှိတယ်။ခုလိုလိုစေတော့ရည်ရွယ်ချက်မရှိဘူး။ဒါပေမဲ့လို့ဒီဘနဲ့ထိမ့်မတရားပွဲ ဟောပြီးပါလို့လာပြင်တော့လဲဟောရတာပေါ့။ဒီနေ့တရားပွဲရာဒီမှာကဦးဇင်းတို့ကဆောင်းပါးလေးတွေကိုပဲပြန်ပြီးတော့ဟောပေးနေတာ။အထူးသဖြင့်တော့နိုင်မဲ့ဆောင်းပါးပေါ့။ဒီနေ့ကတော့ဒီဘကျေးဇူးအခြေခံကြီးဆိုတဲ့ဆောင်းပါးကြီးမျိုးနှလုံးမလုံးကြည်ပါတဲ့ဆိုတဲ့ဆောင်းပါးကြီးအဲ့ဒီဆောင်းပါးနှစ်ပုဒ်ကိုပဲဟောပေးရမှာပဲ။ ဥစဉ်တော့စာအုပ်တော်တော်များများကတော့ဟောတရားကိုစာအုပ်ပြန်လုပ်ထားတာအဲဒီဆောင်းပါးပေါင်းချုပ်စာအုပ်တွေကတော့ဟောတရားလုံးဝမရှိအဲ့ဒီဆောင်းပါးလေးတွေကိုသဘောကျတဲ့တရားဓမ္မတွေကဒီဆောင်းပါးလေးတွေတရားရှင်တွေရှိစီခြင်းနဲ့ဟောတရားရှင်တွေဟောပေးပါစာရည်ရှင်ရှားထားတောင်းပန်ကြတော့ဆောင်းပါးလေးတွေမှန်သမျှကိုလည်းတပုတ်မကျန်အစီအလေးရင်တော့ဟောပေးမှာပေါ့ဒါပေမဲ့ဆောင်းပါးကအရှိရှိတိုင်းဖတ်လိုက်မယ်ဆိုရင်၅မိနစ်၇မိနစ်အလုံးစုံဆောင်းပါးသိရှိရင်တော့၁၀မိနစ်နဲ့ ်ပြီးပါတယ်။ဒါပေမဲ့အဲ့ဒီ5မိနစ်10မိနစ်နဲ့ပြီးမဲ့ဆောင်းပါးလေးတစ်ခုကိုချေချေပြီးဟောတော့တဏှာကြီးတဏှာကြီးရှိရှိပါတယ်။အများကြီးတဏှာကြီးလောက်ရှိရှိနေတာပေါ့။ဒီနေ့တရားပွဲရည်ဆိုရင်နှိုင်းမဲ့အဖို့ဆိုတဲ့ဆောင်းပါးလေးဟောဖြစ်တာပေါ့လေ။ဆောင်းပါးလေးဟောတဲ့ဗေနီယာဟောဟောတဏှာကြီးတဏှာကြီးကြီးကြီးပဲဖြစ်နေ။ဒီနေ့တော့မိဘကျေးဇူးကျေးဇူးတင်ရဲ့နှုတ်လုံးပုံလုံးကြည့်ပါတယ်ဆောင်းပါးနှစ်ပုံဟောပေးမယ်ဆိုပြီးတော့စိတ်သာကူးထားတာညနေ9:00ကျော်လောက်ကျမှအဲ့ဒီဆောင်းပါးလေးနှစ်ပုံပြန်ဖတ်ဖြစ်တယ် ။တစ်ခေါက်ပဲပြန်ဖတ်ခဲ့ရသေးတယ်။နှိမ့်မှမှန်းမိဘူး။ဉာဏ်နဲ့ပြည်သမားမှတ်မိရဲ့လား။အော်မှန်းမိတယ်ဆိုတော့ဟောကြားမလို့တော့ဉာဏ်ဘူး။အဲ့ဒါမှတ်မိတဲ့လောက်လေးနဲ့နည်းနည်းနည်းပဲချဲ့မှာပေါ့။သိချင်းမချဲ့တော့ဘူး။တော့တရားကရှင်းနေမှာသို့လို့လေ။အဲ့ဒါမိဘကျေးဇူးကြည်ဆန်းနေဆောင်ပါနုံနှလုံးပေါင်းကြည်ပါတဲ့ဆောင်ပါမပြောရင်မိဘနဲ့အချင်းမဆိုတဲ့ခေါင်းကြီးကြီးရင်ပြောရမှာပေါ့ဒီနေ့ပြင်းပါတဲ့တရားဘက်ကဘာအချင်းမှတော့ရာသူလက်ကြီးကဘာနေတော့ မွေးနေ့အမင်းနေ့ဘယ်လိုပြောတာကြတဲ့လားကြီးကမင်းနေ့လို့ဘယ်လိုပြောတာနော်မနေ့ကကြတဲ့လားပြီဆိုဒီနေ့ကြတဲ့တမ်းပြတယ်ဒီနေ့ကတော့ဘာနေ့လဲဒီနေ့ကအမင်းနေ့မဟုတ်တော့ဘူးပေါ့အသေးနေ့လား ဲ့ဒီနေ့ဖြေနေပဲထားလိုက်မလက်ဆန်ကြရင်ဒီရင်းနေပေါ့ဒီဘက်ခါကျတော့ပထွေးနေလားဟာလားအမေနေအဖေနေပထွေးနေမိရင်းနေဟိုးနေဖွားနေအတော်နေဦးလေးနေစောက်သမယုံမရှိတော့တာနော်အဲ့ဒါအမေနေလေဘယ်သူကတတ်မှတ်ပြလိုက်တာတော့ သူကလျာဏယောဂကတတ်မှတ်လိုက်တာလားအခုတရားနာပေးတဲ့နာတတ်မှတ်လိုက်တာလားဘယ်သူကတတ်မှတ်လိုက်တာတော့ဒီကမွေးကြော်သည်ဇာတုလမ်းပြင်းဤကိုအမေဤလိုတတ်မှတ်လိုက်တာစာရေးစရာဓာရိုက်တာကြီးဘဘဥဒုခအရုဒုခတတ်မှတ်တော့ကျွန်တော်လည်းလုပ်ကြရတော့တာပေါ့နော် ဥစဉ်တော့အမေနေတရားဝဲဟောပြီးပါဆိုတော့မနစ်ကလေးလည်းတခါမဟုတ်တော့ဘူးလားရှောက်တယ်။ဒါပေမဲ့လို့မနစ်ကတော့ရဲလေလုံးဝမရှိဘူးပေါ့လေ။ရှိလည်းပဲဟောပြမှာမဟုတ်ဘူး။ဥစဉ်တော့ကလည်းတရားအမေနေနဲ့ပတ်သက်လို့ဒီတရားဝဲမှာမဟုတ်ပါဘူးလေ။ဟိုနေရာဒီနေရာလားရှောက်ကြတာရှိတယ်။ဟိုမျိုးဒီမျိုးရှောက်ကြတာရှိတယ်။အမေနေအထိမ့်မှတရားဝဲလို့နာမည်တက်တဲ့ရတော့ဥစဉ်တော့တက်တဲ့လုံးမဟုတ်ဘူး။အမေနေလို့နာမည်တက်ပြီးတော့တရားဝဲပဲလို့လို့ဘာပဲလို့လို့ပေါ့လေ။ အမေနဲ့တို့ခေါင်းစဉ်တက်ပြီးတော့တရားဝဲပြင်ရင်တော့ဦးစင်းတို့တော့မဟုတ်ဘူးလို့ဘာလို့လဲဆိုတော့အဖေချန်ထားလို့လေကြအမေနဲ့ဆိုတော့ဖေကဘလောက်သနာဖို့ကောင်းထားလေအဖေအားနာဖို့ဘလောက်ကောင်းထားလေအမေနဲ့တမဟိုအမေနဲ့ဖေတီးကြလေးခွဲပြီးတော့တသက်မှမှကလေးအမေကိုပူပေါ်လွန်အောင်အဖေကိုပူပေါ်လွန်အောင်တမတ်ချင်တပဆင်ရင်လေစာရကအမင်းကြီးကကြာသူလာပြီးပြီအမင်းကြီးကတပူရလာပြီးနေစသည်အဖြစ်တစ်နှစ်တည်းတစ်ခါလေးတတ်မှတ်လိုက်ပေါ့ အမေနဲ့ကြီးပဲတစ်ခုတည်းတတ်မှတ်လိုက်ပြီးတော့ဖိနေကြတာကုရတိဘယ်သူမှမတတ်မှတ်ကြသေးဘူးဆိုတော့တရားမျှတရဲ့လားတရားမမျှတဘူးတရားနဲ့ပြည်နာကြည်နေရဲ့လားကြည့်ဖြင်းလေးဘုန်းကြီးကတော့ပလင်မတက်ကြတဲ့ကပောက်ကွဲတန်စင်နေဦးမထင်နဲ့နော်ဟုတ်လားပောက်ကွဲတန်စင်နေထင်နေဦးမယ် heavy matter တွေပေါ့ ကဲအမေနေလို့တမ်းမှာတခုတရားနာပြင်မကသဘောကျလားမကျဘူးအဲ့ဒါဘုန်းကြီးကြိုက်လိုက်ပြောတာရှင်းမယ်နော်ဟာလာတရားတဲ့ဘုန်းကြီးကအမေနေလို့တမ်းမှာလို့ရှင်းတာဘာမှတရားမဟုတ်ဘူးဆိုတော့မကျဘူးပြောရမှာပေါ့ဒါရမသိမပြောကြဘူးနော်သူသဘောကျတယ်ထင်တယ်နိုင်ငံတကာမှာကတော့အမေနေလို့ဖီနေလို့ဆိုတာရှိသေးတာပဲနိုင်ငံတကာမိများနေနိုင်ငံတကာဖီများနေစသည်အားဖြင့် ်တနိုင်ငံလုံးတစ်ကမ္ဘာလုံးတစ်ကမ္ဘာလုံးအတွင်းပြည်သားသတ်မှတ်ထားပြီးသားအမေနေအမေနေဆိုတာရှိပါတယ်အမေနေကလည်းပြည်သားတည့်ရဲ့အမေနေကလည်းပြည်သားတည့်ရဲ့ပေါ့ခုမြန်မာကလည်းပဲနိုင်ငံတကာမှာရှိတာနဲ့တင်အားမရမနဲ့ခုမြန်မာမှာလည်းပဲမြမယူရအနေနဲ့မြမဆန္ဒအနေနဲ့မြမနေအနေနဲ့ပြည်သားအမေနေဆိုပြီးတော့သတ်မှတ်မယ်ဆိုပြီးတော့ဒဂယုဒုခကအမေနေဆိုပြီးတော့ပြည်သားလက်ရှိသတ်မှတ်လိုက်တာပေါ့ရတဲ့လည်းရတဲ့လူကလည်းအီချမ်းသားရတယ်ဆိုပြီးတော့သတ်မှတ်လိုက်တာ ။တခါကြီးဒုက္ခကတော့ဘဝတစ်ပါးကူးပြောင်းသွားပြီပေါ့။သူကူးပြောင်းတော့မှသူတတ်မှတ်တာတွေရကိုပြီးပြောနေတာတော့မဟုတ်ဘူးနော်။တက်ရှိတရားရှိနေလေဘယ်ဥစ္စာကဒီစကားပဲပြောဒီနေရာပဲခေါ်တခါကြီးနဲ့တွေ့ရင်ဒီအကြောင်းပဲပြောပြမှာပါပဲ။လူချင်းတွေ့ပြောရင်တော့အာပြောမှအာနိုင်တော့မှအကြောင်းတိုက်ဆိုင်သွားတဲ့သံမာလေးတွေကြိုင်တော့ထည့်ရေးရမှာပေါ့အပြင်မှာတော့လူသဘောနေနေကြတော့ဥစ္စာပြောနေကြပါပဲဥစ္စာတို့ဒီမပြင်းမပြတ်လာတဲ့ဒကာဓမ္မတွေဆင်းတော့ပြီးပါတယ်အဲမိုက်ကလည်းပြုတ်သွားပြန် ဆိုတော့အမေနဲ့မထောက်ခံဘူးနေမိုက်ကလည်းအဲ့အမင်းလေးကိုတတ်မှတ်ဖို့ ဲ့ပြီးတော့တိုက်တွန်းနှိုးဆော်တဲ့ပုဂ္ဂိုလ်ကတခါယုဒုက္ခပေါ့အဲ့မိမနေလည်းမတတ်မှန်းဖန်နဲ့မိနေလည်းဘာဖြစ်လို့တတ်မှန်းလဲဆိုတော့တခါကြီးနေနေကတော့အမေပဲရှိတာအဖေမှမရှိတော့တာကိုဟုတ်လားအဖေမရှိတော့အမေပဲရှိတော့တာအမေနဲ့ပတ်သက်တဲ့ခံစားချက်ပဲရှိတယ်လေကိုယ်ခံစားချက်ပေါ်ခြေခံပြီးတော့တတ်မှတ်လိုက်တာပဲကိုကအမေကျေးဇူးပဲပြီးတယ်အမေနဲ့ပဲထိတွေ့မှုရှိတယ်အမေရဲ့ကျေးဇူးကိုပဲခံစားရတယ်ဆိုတော့အမေကျေးဇူးပဲသဘောပေါက်အမေကျေးဇူးပဲပြန်ဆက်ခြင်း ဒီလိုဆိုတော့အမိကျေးဇူးနဲ့ပတ်သက်တဲ့တရားတွေပဲဟောဖို့တခါယူတခါတော့ငငယ်လေးကလေးကအသက်ငယ်စဉ်ကလေးကအမိနဲ့ပတ်သက်တဲ့တရားတွေအများနဲ့လှလိုက်ခေါ်တာပေါ့သူ့ဘဝခံစားချက်လေးတွေနဲ့တွဲတွဲပြီးတော့ခေါ်တာပဲအဲ့တော့အမိနဲ့ပတ်သက်တဲ့ခံစားချက်ရှိတဲ့လူကအမိအကြောင်းပြောမှာပဲအမိနဲ့ပတ်သက်တဲ့ခံစားချက်ရှိတဲ့လူကလည်းအမိအကြောင်းပြောမှာပဲဟုတ်မှာအမိပဲရှိတော့အမိကိုပဲကျေးဇူးဆက်လို့ရမှာပေါ့အဲ့ဒါကိုကျေးဇူးဆက်လို့ရပါတော့မလား မရတော့ဘူးအဲ့တော့ဒကာယုဒ္ဓခအနေနဲ့ကတော့အမေပဲရှိတဲ့အတွက်အမေနည်းလို့တတ်မှတ်လိုက်တာကိုတူဦးတယောက်ခဲအတွက်ဆိုရင်တော့အမေနည်းလို့တတ်မှတ်ခွင့်ရှိပါတယ်တတ်မှတ်တာတဘာဝကြပါတယ်အများပြည်သူနဲ့ဆိုင်သွားပြီလူတို့နဲ့ဆိုင်သွားပြီအားလုံးနဲ့ဆိုင်သွားပြီဆိုရင်တော့ကိုယ်ခံစားချက်ကိုရှင်းလင်းတင်လို့ရပါမလားမရဘူးကိုယ်ကအမေနဲ့ပတ်သက်တဲ့ခံစားချက်ရှိပေမဲ့ အများပြည်သူလူထုအားလုံးကတော့အမေတယောက်ထဲခံစားချက်အမေတယောက်ထဲနဲ့ပတ်သက်တဲ့ခံစားချက်ရှိတာဟုတ်ရဲ့လားအများစုကတော့အမေလည်းရှိတယ်အဖေလည်းရှိတယ်အမေလည်းမရှိအဖေလည်းမရှိတဲ့သားသမီးဆိုတော့ကရှားပါတယ်အများကျတော့အမေရောဖေရောရှိကြတာများတယ်ရှိတာကတော့အမေရောဖေရောရှိတော့ရှိတာကြီးပေါ့နော်ဟိုတက်ရှိတညာရှိတာမရှိတာပြောတာအဲ့တော့အမေရောဖေရောရှိကြတယ်ဆိုတော့အမေကြီးဖေရောအဖေကြီးဖေရောခံစားရဒါဆိုရင်မိဘကျေးဇူးကို ပြည်သာနေနေနေနဲ့တတ်မှတ်ပြီးတော့ အာယုံပြုခြင်းနဲ့ဂုဏ်ပြုခြင်းနဲ့ဆိုရင်အမေနေလို့သတ်မှတ်တာပိုကောင်းလားမိဘနေလို့သတ်မှတ်တာပိုကောင်းလားမိဘနေလို့သတ်မှတ်တာပိုကောင်းလေတကူတယောက်ချင်းနေနေဆိုရင်တော့ကိုကအဖေပဲရှိတယ်အဖေနဲ့ပတ်သက်လို့ပဲခံစားရတယ်အဖေကြီးစုပဲခံစားရတယ်အဖေကြီးစုပဲဆံဆက်ခြင်းနဲ့ဆိုရင်တော့အဖေနေလို့သတ်မှတ်လိုက်ပေါ့ဒါတော့မှပြီးကြရဲ့လို့သတ်မှတ်ဖို့တော့မလိုနေတိုင်းနေတဲ့ဟာအမေကြီးပြန်ပါတော့နေတိုင်းအမေကြီးစုကိုအမေရဲ့ကြီးစုကိုနေတိုင်းသတိရအမေကိုလည်းနေတိုင်းကြီးစုဆက်နေရမှာတကယ်တော့နေတိုင်းနေတိုင်းဟာအမေလေးပါပဲ နေတိုင်းနေတိုင်းအဖြစ်ကြီးသူသတိရဖြစ်ကြီးသူဆက်နေတိုင်းနေတိုင်းဟာအဖြစ်နေပဲသို့တယ်လည်းပဲဘုကဆုံးလိုက်ပြီးဘုရားနေစသည်အချင်းဝါစုလိုက်ပြီးနေကြတာဓမ္မစကြာနေဓမ္မစကြာဆခေါ်နေနေလို့ဓမ္မစကြာနေလို့သတ်မှတ်ပြီးမယ်ဓမ္မစကြာကဝါစုလိုက်ပြီးနေကြမှာနှလုံးသွင်းမှာဟုတ်တယ်လားမဟုတ်ဘူးဓမ္မစကြာနေဓမ္မစကြာတရားဥစ္စာခေါ်တဲ့နေမှုလို့သာဓမ္မစကြာနေလို့အဲ့ဒီနေကိုသတ်မှတ်လိုက်တာဓမ္မစကြာတရားတော်မှာလည်းဒုက္ခသစ္စာသဘောတရားနေတိုင်းဆင်ရင်ရမှာပဲ သမုဒယသစ္စာဤနေတိုင်းဆင်ញင်နေတိုင်းပေးရမှာပဲခုနဒုက္ခသစ္စာနေတိုင်းဆင်ញင်နေတိုင်းပြီးအောင်ကျူစားရမယ်သမုဒယသစ္စာနေတိုင်းဆင်ញင်နေတိုင်းပြန်နေအောင်ကျူစားရမယ်ရေရသစ္စာနေတိုင်းဆင်ញင်နေတိုင်းမျက်မှောက်ပြုနေအောင်ကျူစားရမယ်မဉ္ဇဉ်ပုညံမရသေးတာဒါကြိုက်တယ်မျက်မှောက်ပြုလို့မရဘူးပေါ့နိဗ္ဗာန်ဥတည်နိဗ္ဗာန်ရဲ့ဂုံအာယုံပြုဘာကုသကမဝဲပြီးလို့နိဗ္ဗာန်ရဲ့အတွက်ဖြစ်ပါစေဆိုတာနေတိုင်းဒီရောဒသစ္စာနဲ့ဖြစ်တွေ့နေတာပဲပေါ့ နေတိုင်းဒါနသီလဝိယဝဇ္ဇအစရှိတဲ့ကုသိုလ်ကောင်းမှုတွေနဲ့တပါတတိပဌာန်ဝိပဿနာအလုပ်ကိုအားထုတ်နေတယ်ဆိုရင်နေတိုင်းလက်ခသစ္စာနဲ့ထိတွေ့နေတာပဲပေါ့အဲ့တော့ဓမ္မစကြာမဏ္ဍတဲ့သစ္စာ၄ပါးကလည်းဝါဇုလိုက်ပြီးနေကြမှာတတိယမှာလားနေတိုင်းတတိယမှာလားနေတိုင်းတတိယရမှာအမေကျေးဇူးအဖေကျေးဇူးပေါင်းလိုက်တော့မိဘကျေးဇူးကိုလည်းအမေနဲ့အဖေနဲ့သုံးဖို့မိဘနေကြမှာတတိယရမှာလားနေတိုင်းတတိယရမှာလားနေတိုင်းတတိယရမှာနေတိုင်းလည်းပဲတတိယနေတိုင်းလည်းပဲကျေးဇူးဆက်သို့တော့ ပြီးကြနေတဲ့နေ့တမ်းမှပြီးတော့အထူးတည်းလဲအောင်းမိမိဘရဲ့ကျေးဇူးဘုံကိုအထူးတည်းလဲအောင်းမိမိဘကိုလည်းအထူးတည်းလဲကျေးဇူးပြန်ဆက်မိဘရဲ့ကျေးဇူးဘုံလေးကိုကိုယ်လဲဆင်ခြင်သူများကိုလည်းဖြန့်ချီဟောပြောစသည်အချင်းအထူးနေ့နေ့နဲ့တမ်းမှပြီးတော့ကျင်းပတာလည်းမသိတော့ဘူးလားသိတော့တယ်လုပ်တင်လုပ်တတ်တဲ့အလုပ်ပါပဲအလုပ်တင်လုပ်တတ်တယ်လို့လုပ်မယ်ဆိုတော့နိုင်ငံတကာမှာအမေနေ့ဖြစ်နေပြီးသားရှိပြီလားမြန်မာကပြီးသားတမ်းမှမယ်ဆိုတော့အမေနေ့ဖြစ်နေပြီးသားမခွဲတော့ဘဲနဲ့မိဘနေ့လို့တမ်းမှတာဘူးမကောင်းဘူးလား ကြောင်းနေဒါကြောင့်ဒီနေ့ကလေးနဲ့ယူပါသာသနာ့ကျူဆောင်အဖွဲ့ကတရားဝဲလို့တော့ပထမတရားဝဲဖိတ်စာရောက်လာတဲ့အမင်းနေ့အချိန်မှတရားဝဲတယ်အဲ့ဒါနဲ့ဥစဉ်ကတရားဝဲပြန်ဖြစ်ပါတယ်ဒီနေ့ဆလျဲနေဥစဉ်တော့မဟောပါဘူးစကလေးကတရားဝဲလျှောက်ကလေးကခတိတောင်းပြီးလားမိဘနေ့လို့နာမည်တက်မှဟောပေးမယ်ဆိုတော့တရားဝဲပဲနဲ့တက္ကသိုလ်ကမိဘနေ့လို့တက်ပါမယ်ဖခင်လို့လျှောက်တာပေါ့နာမည်တွေပဲအကြောင်းမကြီးညို့လို့ပေါ့လေအမင်းနေ့ပဲတက်ကဲအမင်းနေ့တက်ခြင်းနဲ့တက်ပါမပိတ်ပင်ပါဘူးမတမ်းမြစ်ပါဘူးဒါပေမဲ့ဥစဉ်တော့လာမဟောတော့ဘူးအဲ့ဒါနဲ့ တရားအရှင်ဖျားရဲ့တရားဘုရားအရှင်မခံနိုင်ပါဘူးမိမနဲ့လူပြောင်းမမယ်ဆိုတော့ဖိတ်တာအသိဉာဏ်ရရတာနော်တရားနဲ့ပြင်တော့ဖိတ်တာနှစ်ခါမရဘူးလားပထမမှာဖိတ်တာတော့တိတ်မဝီကြီးဘူးလို့ဆိုပါတယ်အဲ့တော့အမီနစ်ဆိုတဲ့နာမည်လေးနဲ့မိမနစ်ဆိုတဲ့နာမည်လေးဘုရားလေးကစိတ်ကြည်ရှိလို့မိမနစ်အမီနစ်ဆိုတော့တချမ်းပဲဖြစ်နေတာပေါ့မိမကျေးဇူးအပြည့်ပြီးတာလားတချမ်းပဲပြီးတာလားတချမ်းပဲပြီးတာမိမကျေးဇူးအပြည့်ဆက်တာလားတချမ်းပဲဆက်တာလားတချမ်းပဲဆက်တာဖြစ်နေတယ် ရန်ကုန်မှာပါပဲမြို့နယ်တစ်ခုမြို့နယ်နာမည်တော့မပြောတော့မြို့နယ်တစ်ခုကစီးပွားရေးလုပ်ငန်းတစ်ခုမှာစီးပွားရေးလုပ်ငန်းတစ်ခုလုပ်တော့ညီကောင်မတော်မတွေစူပါမီလုပ်တဲ့စီးပွားရေးလုပ်ငန်းပေါ့အဲ့ဒီစီးပွားရေးနာမည်ကိုစီးပွားရေးလုပ်ငန်းရဲ့နာမည်ကိုဘယ်လိုတတ်ထားလဲဆိုတော့အမိရိတ်လိုတတ်ထားတာအမိရိတ်ပါညာပေါ့နောက်ကစီးပွားရေးလုပ်ငန်းတစ်ခုရဲ့နာမည်ပေါ့အဲ့ဒါအမိရိတ်လိုပဲနာမည်တတ်ထားတော့အဖေကတော်တော်ခံစားရတယ် ဒါပေမဲ့သူတို့ခံစားချက်နေပြီအမေကသူတို့ဘုံမှာဖခင်တောင်းဝယ်မကြည့်ဘူး။ဖခင်ယေရှုအပြည့်အဝမပြီးဘူး။ဖခင်မေတ္တာကြီးအပြည့်အဝမပြီးဘူး။ဖခင်ရဲ့မေတ္တာမရလို့ဆိုပြီးတော့ဖခင်ဘုံမှာစိတ်နာ။တနည်းပြောမယ်ဆိုတော့အဖေက နောက်မိမယူထားတာပေါ့နော်။အဖေကနောက်မိမယူနောက်အိမ်နာပြီးထားတော့အဖေကအရန်စိတ်နာလို့ဆိုပြီးတော့သူတို့ရဲ့စီးပွားရေးလုပ်ငန်းနာမည်အမိကြီးလိုပဲနာမည်တက်တယ်။အဖေကအဲ့ဒါမျိုးနဲ့စိတ်မကောင်းသူ့ဘာသာသူဟို ။ပေါက်ပြန်တဲ့သဘောနဲ့ယူလာလဲဖြစ်ချင်းဖြစ်မယ်ပေါ့။ဘုရားရှင်တော်ဘာကြည့်နေတာအလိုလမ်းပြီးလဲရှင်းမှာပေါ့။အလိုပဲရှင်းဖြစ်သာသမီတွေကအမိကိုပြစ်နေပြီးတော့အမိကိုပဲတိရနာမည်တက်တော့မခံစားရဘူးလား။ခံစားရတယ်အရင်ခံစားရ။နောက်ရင်နောက်ပြထားပေးမယ်လေ။အရင်အိမ်တော်ရတဲ့သာသမီပေါ်မှာမိဘမေတ္တာတော့ရှိတာပေါ့။အကြောင်းမျိုးကြောင့်အိမ်နဲ့တူတူနေပြီးတော့ပြည်သူဆောက်ရှောက်တာမျိုးတော့မပြည့်လုံနိုင်ဘူး။ဒါပေမဲ့အဖေကိုပြစ်ပေးတာကိုအရင်ခံစားရတယ် ထားရတဲ့အကြောင်းကိုလည်းသူရဲ့မိစေပေါင်းတဲ့တကယ်ချင်းတွေကိုလည်းယဉ်ပွန့်လေးရှိတယ်။ပြီးသွားတဲ့အဲဒီတခါကြီးရဲ့မိစေပေါင်းတဲ့နေ့ကလည်းသာသမီတွေသွားပြောသာသမီတွေကတော့လက်မခံဘူး။အခင်ကိုအရင်စိတ်နာတယ်။အမေမအမေပဲ။အမေကလည်းငါတို့ဘောမှာကြီးစုရှိတယ်။အမေကသာငါတို့ကိုချစ်တယ်။အမေကြီးနောက်တော့အဖေပြေတော့တဲ့အခါကျတော့မှဆရာတော်သံဃာတော်တွေဟောတဲ့တရားတွေနားရလို့ပဲလား။တရားစာအုပ်တွေမိဘကျေးဇူးနဲ့ပတ်သက်တဲ့စာအုပ်တွေဖတ်ရှုရလို့ပဲလား။ဒါပေမဲ့ ဒါမှမဟုတ်အဖေမရှိတော့မှပဲအဖေရဲ့ကျေးဇူးကိုအလိုလိုသဘောပေါက်လာလို့လားမသိဘူးဆိုင်းပုံနာမည်ပြောင်းလိုက်တယ်မိဘရဲ့တယ်မိဘရဲ့ဆိုပြီးတော့နောက်ကသူ့နာမည်စီးပွားရေးလုပ်ငန်းတစ်ခုနာမည်ရှိတာပေါ့အဲ့ဒါအကြောင်းသိတဲ့တခါတွေကခံစားရတယ်ဩသူတို့ဖေမြားတက်ရှိတင်ရရှိစဉ်တော့ကသားသမီးတွေကအဖေကျေးဇူးနားလေသဘောပေါက်လို့မိဘအရေးကြီးလို့အစိုးရတွေကနာမည်တက်မယ်ဆိုရင်အဖေအတော်ဝမ်းသာရှာမှာ အခုတော့အဖေသေးသွားမှအမေကျေးဇူးနားလဲပြီးတော့မိဘကြီးတို့နာမည်တက်တော့အမေကသိသေးရဲ့လားမသိဘူးကိုယ့်ရဲ့မိကြီးဆိုတဲ့နာမည်လေးအပေါ်မှာအဖေအတွက်ကိုခံစားသွားရတယ်တေကြီးတရားဆိုတာလေတော်တော်တော့အံ့ဩစရာကောင်းပါလေကိုယ်ဘလောက်မုန်းတိတဲ့သူပဲဖြစ်ဖြစ်သေသွားပြီဆိုတာနဲ့တပြိုင်နက်မုန်းလို့ရသေးရဲ့လားမရတော့ဘူးတော်တော်အံ့ဩစရာကောင်းဒါတွေကိုကြိုပြီးတယ်ဆိုရင်သက်ရှင်သင်္ချာရှိခံကလေးကအမောစိတ်တွေပယ်လိုက်ပါတော့လား လူတယောက်ဘဝမှာနာကြည့်နေတယ်စိတ်နာနေတယ်ပေသွားပြီဆိုတာနဲ့နာကြည့်တာတွေစိတ်နာတာတွေကပြန့်သွားလာပြီပေသွားတာတောင်မှမုန်းနေတုံးမဲ့နာကြည့်နေတုံးမဲ့ဆိုရင်တော့တတော်ကိုစိတ်ဓာတ်ဆန္ဒနေလုံးလို့ပဲစိတ်ဓာတ်တွေစိတ်မှာကိလေသာတွေထူပြောလုံးလို့ပဲအများဖြင့်တော့ကိုယ်မုန်းတယ်လို့ပေသွားပြီဆိုရင်မုန်းမုန်းစိတ်တွေပြန့်သွားကြတာများပြောက်တဲ့ပြင်ကိုနောက်လာလေးတွေတောင်ရမိတယ်အော်ငါသူ့အသက်ထင်ရှားရှိနေတော့ကသူ့ဘဝမှာကောင်းကောင်းမောမောမပြောဆိုမဆက်ဆံလိုက်ရဘူး သူ့ဘောမှာငါကျေးဇူးတင်မပြရဘူးတကယ်တော့သူ့ကျေးဇူးငါဘောမှာရှိနေတာဘယ်တော့ငါဘယ်လိုလေးကျေးဇူးပြုခဲ့မှုလဲအဲ့ဒီကျေးဇူးလေးအောင်းမေးပြီးတော့ငါသူ့ဘောမှာကျေးဇူးလေးတွေပြန်ပြုခဲ့မိရင်ကောင်းမှာအခုတော့မပြုနိုင်ဘူးစသရချင်းသေသွားပြီဆိုမှနောင်တမရကြဘူးလားရရတယ်ခုနကဟိုအိမ်တိအင်းဒီလိုပဲပေါ့ဖေးပြေးသွားပြီဆိုတော့မှအဖေကြီးသူပြန်သဘောပေါက်ပြီးတော့မိဘရိတ်ချက်သွားတာတရားကမချိဘူးဆိုဒီတိုင်းပြောရတဲ့ကောမိနစ်20အစိတ်လောက်ဖြစ်နေပြီနော် အဲ့ဒါမိဘကြီးစုမိဘသေးသမားနားလေသဘောပေါက်ပြီးတော့ခံစားနေမိလဲဆိုအသက်ညာရှိခံကလေးကမိဘကြီးစုပြီမိဘကြီးစုဆက်ရင်ပို့ပြီးတော့ကောင်းပါလေအမေနေ့ဆိုတဲ့စကလုံးလေးနဲ့ပတ်သက်ပြီးပြောနေတာနော်အဲ့တော့အမေရင်ကျေးဇူးရှိတာမဟုတ်ပါဘူးအဖေကျေးဇူးလည်းရှိပါလေအနည်းကကိုယ့်ကိုပြုစုဆန်းရှောက်တာကျွေးမဲသုတ်တင်တာကတော့အမေပေါ့ငယ်ငယ်တုန်းကထမင်းခွန်ကြည့်တော့ဘသူကခွန်ကြည့်တာနော်အမေကခွန်ကြည့်တာ အဲ့တော့နီးကပြုစုတာကအမေဆိုတော့အများချင်းတော့အမေကိုပူချစ်ကြတယ်အမေကကိုယ်ပေါ်မှာပေးပူပြီးတော့ကျေးဇူးကြီးမားတယ်လို့ထင်ကြတယ်ကျေးဇူးဆက်ကြရှင်တော့မှအမေကိုတမျိုးဖေကိုတမျိုးကျေးဇူးမဆက်ကြဘူးလားဖေတလား9000ပေးတဲ့ဆင်အမေကြတော့ဘယ်လောက်ပေးရင်ဘယ်လောက်မှကမပေးဘူးထင်တယ်နော်အမေကတော့ဖေဘယ်လောက်အမေဘယ်လောက်ခွဲမလို့နဲ့မေရောက်ပြီးတော့ဒီလိုပဲပေးပေါ့ အညီမြပြီးတော့ဘိုးတော်ကလည်းဦးစင်းတို့ဟိုမွေးနေ့ရောက်ပြီဆိုရင်တော့မွေးနေ့မှမဟုတ်ပါဘူးလေဦးစင်းတို့တနေ့ကို၃၄ချိန်လောက်ချိန်မှလေးနေပေါ့ဒီကိစ္စနဲ့မွေးနေ့ပေါ့မွေးနေ့ရောက်ပြီဆိုရင်ခမေတော်နေကြီးနဲ့မေတော်ကြီးဒါနာကုသကောင်းမှုတွေပြုပြအောင်ဆိုပြီးတော့ခမေတော်ကြီးဟိုစပေးကစားတော့ကတော့သူခိနေတူပါမွေးကြီးတောင်မွေးတဲ့တူတူပေးရတာပေါ့နော်ဘုရုံကစပြီးတော့ကဲခမဲတော်ကြီးတဲ့တသိန်းမေတော်ကြီးတဲ့တသိန်းဆိုတော့မွေးနေ့ကျတော့မိဘကိုဒါနာကောင်းမှုတွေပြုဖို့အတွက်သူကကျေးဇူးပြန်ဆန်ရတာပေါ့ အနောက်တနေ့နေ့ကျတော့အဖေတသိန်းခွဲအမေတသိန်းခွဲဆိုတော့သုံးသိန်းလေအဲ့ဒါအဖေအတွက်ဘယ်လောက်အမေအတွက်ဘယ်လောက်သွားပြောလိုက်ပြီးပြီတဲ့ကွာအဲ့နည်းနည်းလေးစီကြီးကုံစင်းလုံးပြန်တက်လာတော့အဖေအတွက်နှစ်သိန်းအမေအတွက်နှစ်သိန်းဆိုတခါတည်းလေးသိန်းစုပြင်တာပေါ့နောက်ဝါတွင်းကျတော့တခါဝါစုကဏ္ဍကျတော့တခါဝါချစ်တော့တခါသိညာနေ့ဆန်းတည့်နေ့ကျတော့တခါပေါ့တဲ့နေ့ကိုလေးကျင်းလောက်တော့လှူပြပါလေဒါလှူကျင်တာလေးလှူနိုင်အောင်ဆိုတဲ့သဘောပါပဲဒါမိဘကျေးဇူး အကျေဆက်နည်း၄နည်းထဲမှာမြတ်စွာဘုရားဟောထားတဲ့အထင်းမှာဗားတဲ့တစ်ချက်ကိုသင်သုံးလိုက်တဲ့သဘောပါပဲခုနောက်ပိုင်းကျတော့အမိတွေဗလာအမိတွေဗလာတွေခွဲပြီးတော့ခမရိနေမရိတဲ့ဆိုတော့ပေါင်းပြီးတော့ပဲထိုင်ကြတယ်ခုပြီးခဲ့တဲ့ဇန်နဝါရီ9ရက်ဥသိရဲ့38နှစ်ပြည့်မွေးနေ့မှာတော့ခမဲတော်ကြီးနဲ့မဲတော်ကြီးလူညနာဖြူဖို့အတွက်ပါဆိုပြီးတော့၅သိန်းဖြူလိုက်ပါတယ်။အကြောပြောတာမဟုတ်ဘူးနော်။မိဘကျေးဇူးဟိုတရိယာတော်လေးတစ်ခါလေးပြောထားတာနောက်ပိုင်း မိဘကျေးဇူးကျေးဇူးတိလေးလေးတွေပါဒီပြောတဲ့ခါရှင်းတဲ့ခါကျရင်ပြောပြခြင်းပြောပြမှာပေါ့အခုတတိယအောင်ကျူပြောလိုက်တာအမှန်ကတော့ဖိတယ်ဘလောက်မိတယ်ဘလောက်လို့ခွဲမနေတဲ့တော့ခမဲတော့ရရမဲတော့ရနှစ်ယောက်လုံးအတွက်ငါးသိန်းဆိုပြီးတော့တယောက်နှစ်သိန်းပဲလို့ပြောနေကြလူသေးလားအဲ့လိုဆိုတော့တယောက်နှစ်သိန်းခွဲစီပဲထားပြီးတော့ဟာအမေကြီးကဘလောက်သုံးပြီးပြီအမေကြီးကဘလောက်သုံးနှစ်သိန်းခွဲကျော်သွားပြီနဲ့ရှင်းမနေနိုင်ဘူးလားတချို့အိမ်တွေပြောတာအဖေပစံအမေပစံခွဲထားတာမရှိဘူးလား ရှိတယ်။ဒါကြောင့်မလို့အဲ့လိုခွဲမနေအောင်လို့ပြင်ခင်အပြေရောမေရောခင်မဲရောမေရောနှစ်ယောက်လုံးတက်ဆိုပြီးတော့ဒီနေ့ကစားပြီးတော့တပေါင်းနဲ့လှုပ်ပြသွားတယ်။ကိုကသူများကိုကြတော့အမေနဲ့အဖေနဲ့ခွဲမနေပါနဲ့မိမနဲ့ကပေါင်းမှဟောပြီးတော့ကိုကြတော့အမေမိသီးများခွဲနေတယ်ဆိုရင်တဘာဝကြပါမလား။မကြဘူး။ဒါကြောင့်မလို့မိဘပဲမိဘဂျေဇုဆက်မိဘနေအဲ့တော့အဖေနဲ့အရေးကြီးပုံလေးပြောမလို့ပေါ့ကိုကောနီးကပြည့်စုံဆန့်ချောက်တာကတော့အမေပဲအမေကြီးဆိုကြတော့မြင်လွယ်ထင်လွယ်တာပေါ့လေ နေစဉ်ကလေးကမိကြီးကမြင်တယ်အသက်ကြီးလာလို့ရှိရင်တော့လေပြောင်းလဲသွားတာလည်းရှိတယ်တခါတည်းဖြူပြီးသားစုကနေငယ်တုန်းကအမိနဲ့အဓိကတီးတွေ့အမိမိတံငွေပို့ပြီးတော့ခံစားရတော့အမိအချစ်ဆုံးဟိုအမိကမိလို့ရှိရင်ဖေဖေနဲ့မမေဘယ်သူရှိလဲဆိုရင်တော့ဘယ်လိုဖြေခဲ့တာတော့အတူတူပဲလို့ဖြေခဲ့တာဒါမလို့အမိနဲ့သားနဲ့တယောက်ချင်းမင်းရင်ကြတော့ဖေဖေမပြောနဲ့နော်မိမိအချစ်ဆုံးဟုတ်လားအဖေက အဖေနဲ့သားနဲ့နှစ်ယောက်တည်းမင်းအမေမရှိတဲ့ချိန်ကတော့မမေ့တော်မသွင်းနဲ့နော်ဖိဖိအချက်ဆုံးအဲ့လိုမပြောခဲ့ကြဘူးလားဆေးကြတော့ငငယ်တော့ကအမေအချက်ဆုံးပဲတက်ကြည့်လာတဲ့ခါကျတော့အမေကနေရာတကာပွားစီပွားစီဖြစ်တော့ဖြစ်တော့ပူညာပူညာဆိုတော့ကြာတော့အမေကအေးတယ်အမေကကိုယ်အလိုလိုက်တယ်သိမပြောဆိုတော့ကြီးလာတော့ကျတော့ဘယ်လိုပြောင်းသွားများနော်ဘဇက်ကထုတ်မပြောဘူးနဲ့ငယ်ငယ်တုန်းကအမိအချက်ဆုံးအသက်ကြီးလာတဲ့ခါကျတော့မှအမိအချက်ဆုံးပြန်ဖြစ်သွားတာ။ ။တချို့ကြတော့လည်းငယ်ငယ်တုန်းကအဖေအချစ်ဆုံးကြီးလာတော့မှအဖေကဟိုအပိတ်ပြီးဒီဟာပိတ်ပြီးဟိုမလို့ရဒီဟာမလို့ရနဲ့ကျတော့စိတ်ညစ်ပြီးတော့အဖေအချစ်ဆုံးပြန်ပြန်သွားတာ။ကိုယ့်ဘောပူကောင်းတဲ့သူပူစစ်တာကတော့တဘာဝပဲပေါ့နော်။ချစ်တယ်မချစ်တယ်ကတော့တန်ရုံးစင်းနဲ့ဆိုင်တာဆိုတော့ကုသဘောပါပဲ။ကျေးဇူးအနေနဲ့ကတော့အမိလည်းကျေးဇူးရှိတယ်။အဖေလည်းကျေးဇူးရှိတယ်။ဟုတ်ကောအနည်းကခမင်းခွန်ကြည့်တာကအမိ အမေခွန်ယူတဲ့ထမင်းလို့ထမင်းမကန်နဲ့ရောက်လာအောင်ထည့်ပေးတာကအဖေထမင်းလို့ထမင်းထမင်းကထမင်းမကန်နဲ့အလိုလိုရောက်လာလားရောက်မလာဘူးဒီထမင်းလို့ထမင်းနေဖြစ်လာဖို့တဲ့ဆန်းနေချင်ရတယ်ဒီဆန်းဝယ်နိုင်မှုတွေပတ်စံရှိရတယ်ဒီပတ်စံကအဖေရှာပေးတာဒါအဖေနဲ့အမေဟိုအစင်လာနေတဲ့ဆိုတော့အဖေကစီးပွားရှာတဲ့အမေကအင်းတွင်းရင်ဒီခုကိစ္စလုပ်တဲ့ဆိုတော့ရေပုံရသဘောတရားအနေနဲ့ပြောတာပေါ့ခုကဲမှာတော့အဖေရောမိရောနှစ်ယောက်လုံး စီးပွားရှာတာရှိတာပဲရှိတာပဲကမဟုတ်ဘူးမြေမြေစီးပွားရှာနေကြရတာများတယ်နော်အဲ့ဒါဖေရောမေရောစီးပွားရှာလို့ကိုခွန်ကျွေးလိုက်တဲ့ထမင်းလောက်ကအမေစီးပွားရောအမေစီးပွားရောအမေလောက်အားရောအမေရောနှစ်ခုလုံးပါတယ်ပဲထားအောင်တော့အမေကျေစုကြီးတဲ့တဲ့ဟုတ်ရဲ့လားမဟုတ်ဘူးအမေကျေစုလည်းပါတာပဲအမေရှာတဲ့ပတ်စံကြောင့်ရလာတဲ့ထမင်းဟင်းတွေလည်းပါတာပဲဒီတော့မေအမေကျေစုပို့သိကြတယ်ဆိုတော့ကကိုကနီးကထမင်းခွန်ကြီးတော့အမေကျေစုပို့ကြည့်တယ်လို့ယူဆကြတာပါ အဲ့တော့ကိုယ့်ကိုထမင်းလို့အနည်းကခွင့်ကြေးတာကအမေပါခွင့်ကြေးဖို့ထမင်းလို့ဒီထမင်းမကနဲ့ရလာအောင်ဖြည့်ဆည်းပေးတာကအဖေပါအနည်းကထမင်းခွင့်ကြေးတဲ့အမေကြီးစုကိုပဲမမြင်ပါနဲ့ဒီထမင်းဒီထမင်းမကနဲ့ရလာအောင်ဖြည့်ဆည်းပေးတဲ့ပင်မမမရုံကလှူရှားပြီးလွှမ်းသွားလာရှာဖွေခဲ့တဲ့အဖေကြီးစုကိုလည်းတတိယလိုက်ပါမျက်မွေးတစ်စုံမကြည့်ပါနဲ့မျက်စိတစ်စုံကြည့်ပါဒါဆိုရင်အမေနေ့လိုပဲပြီးကြမခွဲပဲနဲ့အဖေရဲ့ပါ ပေါင်းပြီးတော့မိဘနဲ့လူသတ်မှတ်တဲ့နေဆိုတာသဘောပေါက်လောက်ပါတယ်နော်ဒီကတော့ကမိကကိုကိုရီချူးပေးခဲ့ဘူးလေဟိုးဦးစင်းတို့မှတ်မိတာ၄ဒံ၅ဒံဦးစင်းတို့၅ဒံလောက်ထိကိုမိကရီချူးပေးနေတော့ရီကလေးကစုစုပြီးတော့ရီချူးပေးတာလေရီလဲချူဆက်တာတိုက်ပြီးကြီးတောင်းပြီးကိုကိုနီးကရီချူးပေးတာကအမေအမေချူးပေးဖို့ရီကနဲ့ရီဖြစ်ပေးတာကအဖေဒါဆိုရင်ရီချူးပေးတဲ့အမေရဲ့ကျေးဇူးလောက်ပဲသိတယ် ရေကန်နဲ့ရေဖြည့်ပြီးတဲ့ဖိကြည့်ပြီးကြတော့မသိဘူးဆိုရင်သဘာဝကျမှာမလားမကျဘူးကိုကိုရေချိုးပြီးတဲ့ဖိကြည့်စုကိုသိတယ်ဆိုရင် ကိုချိုးပြီးတဲ့ရေတွေကိုရေကန်နဲ့ပြည့်အောင်ရှိပြီးတဲ့ဖိကြည့်စုကိုလည်းသိလိုက်ပါဒါဆိုရင်အမေနေ့လို့တခြားဘက်မလုပ်တဲ့မနေ့မိဘနေ့လို့အပြည့်အစုံလုပ်တဲ့နေ့ဆိုတာမထင်ရှားဘူးလားဒီဘာနေဆိုတဲ့စကလုံးလေးရှင်းနေတာတက်ကိုနိုင်ွက်ပြေးသွားပြီနော်။ဒါဆိုရင်မစိုးပါဘူးတနင်္လာရက်ပြေးမှသိတာတော့ပါတယ်။ အဲ့တော့အမေနေ့တို့နာမည်တက်တာကိုမကြည်လိုက်တဲ့စီတော့မရှိပါဘူး။တက်နိုင်ပါတယ်သို့တော့အဖေနေ့လေးလည်းရှိအောင်တော့လုပ်အောင်ပေါ့။အဖေနေ့ရတော့အမေနေ့ခွဲမနေမနဲ့ကောင်းတာကတော့တရရဲ့မိဘနေ့ယူတာလုပ်လိုက်ပါ။ကိုယ်တော်နဲ့ကိုကိုခံစားချက်နဲ့ကိုကအမေကြီးစုပဲပူးပြီးလို့အမေနေ့လည်းလုပ်ရှင်လေလုပ်ကြပေါ့။ဒါပေမဲ့ဦးစင်းတို့သဘောကြတာကတော့မိဘနေ့လည်းလုပ်တာပဲသဘောကြပါလေ။ညတခါယူသူခနှစ်ပတ်လေတစ်နှစ်ပြည့်ကြတော့ ဒါကြီးဥဒ္ဓါကိုတိုင်တဲ့သဘောနဲ့ဆောင်းပါးလေးတို့ရေးအောင်ပါပေါ့အဲ့ဒီကြတော့မှဒါလေးထည့်ရေးရမယ်နော်တက်မလုံးကနေခွန်းတော့ပါဆိုပြီးတော့လीသိမ့်မပဲကြည့်ရတော့မှာပေါ့အဲ့တော့မိပါနေဦးဇင်းတို့မြတ်စွာဘုရားတောင်မှအမိနဲ့ပြီးခွဲဟောတာမှမဟုတ်ဘူးကြီးသူတရားနဲ့ပတ်သက်ရင်ပေါ့လीဟိုမေတ္တာတရားနဲ့ပတ်သက်လို့မေတ္တာသုံးပါတော့မာတာယထာနိယံဗုဒ္ဓမာယူသာဤကဗုဒ္ဓမနုရေခိဤဝံပိသဗ္ဗဗုဒ္ဓိတုမာနတံဘာဝရှိအပရိမာဏံ သားတူတည်းရှိတဲ့မိခင်ဟာအဲ့ဒီတူတည်းသောသားအပေါ်မှာအသက်ပေးပြီးတော့ဆန့်ရှောက်တယ်လို့တတဝါအားလုံးရဲ့အပေါ်မှာလည်းမေတ္တာစိတ်နဲ့ဆန့်ရှောက်ပါဘယ်လိုဟောတာတော့မရှိဘူးလားဒါမေတ္တာအကြောင်းကိုပေါ်လွင်ထကြအောင်လို့အမိမေတ္တာနဲ့ဥပမာပေးလိုက်တာကျေးဇူးဆောက်ဖို့ကိစ္စနဲ့ပတ်သက်လို့မင်္ဂလာသုံးမှာဟောတော့ဘယ်လိုဟောတော့မိဘကျေးဇူးဆက်ခြင်းကမင်္ဂလာပဲဆိုတာပါဠိလိုပါတယ်လေ မာတာပိတုဥပထာနံမာတာဥပထာနံပိတုဥပထာနံလို့ခွဲဟောရဲ့လားခွဲမဟုတ်ပါဘူးမာတာပိတုဥပထာနံအမိဖာကိုပြုစုလို့ကြွေးခြင်းဟာမင်္ဂလာတစ်ပါးပဲတဲ့အမိကိုပြုစုလို့ကြွေးခြင်းဟာမင်္ဂလာတစ်ပါးသီးတာတစ်ခုအမိကိုပြုစုလို့ကြွေးခြင်းဟာမင်္ဂလာတစ်ပါးသီးတာတစ်ခုလို့မင်္ဂလာနှစ်ပါးခွဲဟောရဲ့လားမခွဲဟောဘူးဘုရားတောင်မှာ ကျေးဇူးဆက်တဲ့နဲ့ပတ်သက်လို့အမေရဲ့အဖေရဲ့တရားခွဲမခေါ်ပဲနဲ့ကိုကပါဖြစ်လို့အမေကူတရားကျေးဇူးဆက်အဖေကူတရားကျေးဇူးဆက်အမေနေ့ကသတ်သက်အဖေနေ့ကသတ်သက်ဘာလို့ခွဲကျင်နေတာလဲနှလောအပေါင်းမှာဆယ်ရော်လီဆယ်ရော်ရုပ်ကလေးကနှလောအပေါင်းမှာတည်ရွယ်အမေနဲ့မိနဲ့ပေါင်းမှာ